မင်္ဂလာပါခင်ဗျရှန်ကိုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာအကြက်ဖက်စစ်ကောင်စီတပ်ရဲ့ကလေးစစ်သားစုဆောင်အုံပြုမှုမြင့်တက်လာနေတဲ့အတွက်ကုလသမဂ္ဂရဲ့နိုင်ငံတကာ list of shame စာရင်းမှာမြန်မာစစ်တပ်ကိုထည့်သွင်းလိုက်တယ်လို့နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကထုတ်ပြန်လိုက်ပါတယ် မကွေးတိုင်းငဖဲမြို့နယ်ကဂျပန်စစ်ကောင်စီတပ်ရဲ့နေရီကန်ပြူဟာဂုံးကနေထပ်ပြီးထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား14ဦးကိုတော်လှန်ရေးတပ်တွေကအရှင်ဖမ်းဆီးရရှိထားပြန်လို့နေရီကန်လမ်းဟောင်းကစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာလဲစစ်ကောင်စီတပ်သား2ဦးကိုထပ်ပြီးအရှင်ဖမ်းဆီးရမိခဲ့ပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ကလေးစစ်သားစုဆောင်အုံပြုမှုမြင့်တက်လာနေတဲ့အတွက်ကုလသမဂ္ဂရဲ့နိုင်ငံတကာ list of shame စာရင်းမှာမြန်မာစစ်တပ်ကိုထည့်သွင်းလိုက်တယ်လို့နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ကဇွန်လ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်ပြောဆိုလိုက်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာစစ်တပ်ရဲ့ကလေးစစ်သားစုဆောင်မှုတွေဟာနှီးမျိုးစုံနဲ့မြင့်တက်လာပြီး2024ခုနှစ်မှာထပ်မံပြဋ္ဌာန်းလိုက်တဲ့စစ်မှုထမ်းဥပဒေကြောင့်ပါ။ အသက်မပြည့်သေးတဲ့ကလေးစစ်သားစုဆောင်မှုတွေဟာပုံမှုမြင့်တက်လာခဲ့တယ်ဆိုပါတယ်ဇော်လာ၁၉ရက်နေ့ကဆိုရင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကနေလက်ရှိမြန်မာနိုင်ငံကလက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်တွေအပေါ်မြန်မာစစ်တပ်ကစစ်သားတစ်စုဆောင်ထားတဲ့ကျူးလွန်မှုအပေါင်း2000ကျော်ကိုအချက်လက်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီးနောက်ထပ်စစ်တပ်ရဲ့ကျူးလွန်ထားတဲ့အမှုပေါင်း1200ဝန်းကျင်ကိုလည်းဆက်လက်စစ်ဆေးနေတယ်လို့ HRW ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။ဒါအပြင်လက်ရှိမြန်မာစစ်တပ်ဟာ လက်နက်ကင်ပဋိပက္ခအတွင်းကလေးသူငယ်တွေအပေါ်ကြီးမားတဲ့ချိုးဖောက်မှုကြီး၅ခုဖြစ်တဲ့စစ်သားအဖြစ်စုဆောင်းဓာတ်တွေအကျန်းဖတ်တပ်ဖြတ်ဓာတ်တွေပေါ်တာဆွဲဖန်းစည်းဓာတ်တွေလိမ်မိုက်ဆိုင်ရာအကျန်းဖတ်တာတွေအပြင်စာတင်ကြောင်းတွေနဲ့ဆေးရုံတွေပါမချန်တက်ခိုက်နေတာတွေကြောင့်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ list of shame စာရင်းမှာမြန်မာစစ်တပ်ကိုထည့်သွင်းလိုက်တာဖြစ်တယ်လို့လည်းနိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့ မကွေးတိုင်းငဖဲမြို့နယ်ကဂျပန်စစ်ကောင်စီတပ်ရဲ့နေရီကံပြူဟာဂုံးကနေထပ်ပြီးထွက်ပြေးလာပြန်တဲ့စစ်ကောင်စီတပ်သား14ဦးကိုတော်လိုင်းရဲတပ်တွေကအရှင်ဖမ်းဆီးရရှိထားပြန်တယ်လို့နေရီကံလက်ဟောင်းကစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာလေစစ်ကောင်စီတပ်သား2ဦးကိုထပ်ပြီးအရှင်ဖမ်းဆီးရမိခဲ့ပြန်တယ်လို့စီတက်အရှိုးတပ်ဖွဲ့ရဲ့တာဝန်ရှိသူစလိုင်းရိုချင်းကရန်ကုန်ခေတ္တကိုပြောပါတယ်ပြီးခဲ့တဲ့တပတ်ကတည်းက အဲဒီစစ်ကောင်စီတပ်ရဲ့နေရီကန်လေချောင်းရန်ကာကွယ်ရေးတပ်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ဦးကိုတော်လိုင်းရင်တပ်တွေကလက်နက်တွေနဲ့အတူအရှင်ဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့အခုတခါဇော်လာ7ရက်နေ့ကနေ14ရက်နေ့အတွင်းမှာတဲ့အဲ့ဒီနေရီကန်စစ်တပ်ပြူဟာဂုံးကနေခြေဦးတက်ရထပ်ပြီးထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား14ဦးကိုပါ တော်လိုင်းတက်တွေကအရှင်ဖန်းစီရရှိထားပြန်နေဆိုပါတယ်လက်ရှိအဲ့ဒီငဖဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့နေရီကန်ဗျူဟာကုန်းတပ်စခန်းတွေကနေစစ်ကောင်စီတပ်သားတွေဟာအတုတ်လိုက်အတုတ်လိုက်တွေထွက်ပြေးလာကြတာဟာခက်စိတ်စိတ်ကိုဖြစ်နေပြီးတစ်ဖက်မှာလည်းတော်လိုင်းတက်တွေကဇွန်လ20ရက်နေ့ဖြစ်တဲ့မနေ့ကတည်းအဲ့ဒီစစ်ကောင်စီတပ်ရဲ့နေရီကန်ဗျူဟာကုန်းကာကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သားတအုပ်ကိုပါထပ်ပြီးအရှင်ဖန်းစီရမိခဲ့ပြန်တယ်လို့ CDF အရှိုးတပ်ဖွဲ့ရဲ့တာဝန်ရှိသူ slide ro ချင်းကပြောထားပါတယ်ခင်ဗျာ တော့ရှမ်းပြည်နယ်မြောက်ပိုင်းက TNL သိမ့်ပိုက်ထားရာတအန်းပြည်နယ်မှာပြုလုပ်တဲ့ BBLA အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကိုသင်တန်းဆင်ပွဲကို MG ဝင်းကြီးဒေါက်တာဇော်ဝေဆိုးနဲ့ TNL ရဲ့ဗိုလ်ချုပ်တာဖုံးကျော်အပါဝင်ဒေါ်လန်ကြီးကောင်းဆောင်တွေတက်ရောက်ခဲ့ကြတယ်လို့ BBLA ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီသင်တန်းဆင်ပွဲကိုတော့ဇွန်လ9ရက်နေ့ကပဲ TNL သိမ့်ပိုက်ထားရာတအန်းပြည်နယ်မှာပြုလုပ်ခဲ့တာဖြစ်ပြီးအခမ်းအနားကို MG ဝင်းကြီးဒေါက်တာဇော်ဝေဆိုးနဲ့ TNL ရဲ့ဗိုလ်ချုပ်တာဖုံးကျော် ကင်နီအိုင်စီရဲ့ဒုဥက္ကဋ္ဌခွန်ဘီထုအရခတတော်အေကတာဝန်ရှိသူတွေ ABSDF နဲ့ PLA တပ်ဖွဲ့အပါအဝင် BBLA တပ်ဖွဲ့ရဲ့ကုကဲရေးမှုမောင်ဆောင်ခါတို့ပါအတူတကွတွေ့ဆုံပြီးတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီအခမ်းအနားမှာတော့မဟာမိတ်တပ်တွေရဲ့ခေါင်းဆောင်တွေကလက်ရှိတော်လှန်ရေးအပိဒအောင်မြင်ဖို့အတွက်မတူညီတဲ့အင်အားစုတွေကြားညီညီညွတ်ညွတ်နဲ့ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ရင်တော့စာနာရှင်စနစ်ဟာမြန်ဆုံးအဆုံးသတ်မှာဖြစ်တယ်လို့လည်းအဓိကထားပြောကြားသွားခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျ။ က်မှာတော့အေရီတိုက်ငဘူးမြို့နယ်ကအချက်ဖက်စကောင်စီလက်အောက်ခံစီပင်ဂျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဦးစိုးဆိုတဲ့သူကသူ့ရဲ့တူအရင်ဖြစ်တဲ့သူကိုစစ်မှုတန်းတပ်သားတဲ့အဖြစ်စစ်တပ်ထဲကိုပို့တဲ့အချိန်စေကောင်စီတပ်သားတွေကဝိုင်းဝန်းထိုးချိတ်ရိုက်နှက်မှုကြောင့်ဝယ်ချင်းပြီးကိုတေသွားပြီးအလောင်းကိုစစ်တပ်ကပြန်လာပေးသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အဲဒီအင်ကဘူးမြို့နယ်စီပင်ဂျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဦးစိုးဆိုတဲ့သူက သူ့ရဲ့ညီအရင်ဖြစ်သူဥညွန့်ရွှေရဲ့သားကိုတစ်ချိန်တော့အရက်တောက်နေလို့ဆိုပြီးစမူရန်တသားတဲ့အဖြစ်ထည့်လိုက်တယ်ဆိုပါတယ်အဲ့ဒီနောက်ဇော်လ14ရက်နေ့မှာစမူရန်အပတ်စဉ်14အတွက်ဆိုပြီးအဲ့ဒီအုတ်ကြီးဥဆိုးရဲ့တူရင်ဖြစ်သူကိုစစ်တကလာခေါ်သွားပြီးတော့နှစ်ရက်အကြာဇော်လ16ရက်နေ့မှာတော့အုတ်ကြီးဥဆိုးရဲ့တူဟာတေသွားပြီးဆိုပြီးစစ်တကအလောင်းကိုပြန်လာပေးသွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အဲ့ဒီနောက် အုံကြီးဦးဆိုရဲတူရင်ဖြစ်သူအလောင်းကိုကြိလိုက်တဲ့အခါမှာတော့တကောလုံးမဝိုင်းဝန်းရိုက်နဲ့နှိပ်စက်ထားတဲ့ဒဏ်ရာတွေပြည့်နှက်နေတာကိုတွေ့ရတယ်လို့စစ်သားတအုပ်ကိုဆက်သွယ်မေးမြန်းရမှာတော့အုံကြီးဦးဆိုရဲတူကအရက်ကြောင်ကြောင်နေတဲ့အတွက်စစ်သားတွေကဝိုင်းဝန်းရိုက်နဲ့ရာကနေလက်လွန်ပြီးသေသွားတယ်ဆိုပြီးတော့ကိုပြန်ပြောထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ စကိုင်းတိုင်းမှာတော်လိုင်းတပ်တွေတင်ပိုက်ထားတဲ့ပင်လယ်ဘူးမြို့ကရသပိသူတွေနေထိုင်ရာအင်ကားကျေးရွာစတင်ကြောင်းကိုအချက်ဖက်စကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ကျောင်းဆရာမတအူးတိဆုံးခဲ့တဲ့အပြင်ကလေးငယ်၁၀ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေနဲ့ပင်လယ်ဘူးပကပားရဲ့တာဝန်ရှိသူကရင်ကုန်ခေတ်တွေကိုပြောပါရတယ်။ဖြစ်စဉ်ကတော့ဇော်လ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲတော်လိုင်းတပ်တွေတင်ပိုက်ထားတဲ့ပင်လယ်ဘူးမြို့ကရသပိသူတွေနေထိုင်ရာအင်ကားကျေးရွာစတင်ကြောင်းကို အချက်ဖက်စကောင်စီတက်ကဘာတိုက်ပွဲမှမရှိတော့ဘဲလေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစကောင်စီတက်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ကျောင်းဆရာမတအူးတေဆုံးခဲ့ရပြန်တဲ့အပြင်အသက်၄နှစ်အရွယ်ကလေးငယ်အပါဝင်စုစုပေါင်းကလေးငယ်၁၀ဦးကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားတယ်လို့ပင်လယ်ဘူးပကဖားရဲ့တာဝန်ရှိသူကလည်းပြောထားပါတယ်ခင်ဗျတဖက်မှာလေမကွေးတိုင်းစောမြို့အတွင်းကရတပ်ပြည်သူတွေနေထိုင်ရာ ပြင်ချောင်းနားနေရာကို အကျံဖက်စကောင်စီတက်ကလေနဲ့လာပြီးဘုံကျန်တက်ခိုက်သွားမှုကြောင့်လူနေအိမ်နဲ့73စီပေပါအလုံး80ဝန်းကျင်မိလောင်ပြချသွားတယ်လို့ရောလင်းနဲ့အဖွဲ့ရဲ့ကိုအောင်ကြီးကရင်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့ဇွန်လ21ရက်နေ့မနက်အစောပိုင်းမှာပဲအကျံဖက်စကောင်စီတက်ကမကွေးတိုင်းစောမြို့အတွင်းမှာရှိတဲ့ပြင်ချောင်းနားနေရာတစ်ဝိုက်ကိုလေနဲ့လာပြီးဘုံလူစက်တိုက်ချဲ့ချသွားတယ်ဆိုပါတယ်အဲဒီလိုစကောင်စီတက်ရဲ့လေချောင်းတက်ခိုက်မှုကြောင့်လူနေအိမ်နဲ့73စီပေပါအလုံး80ဝန်းကျင်မိလောင်ပြချသွားတဲ့အကြောင်းကို ကနဦးတည်ထားရတယ်လို့ရော်လင်းနန်းအဖွဲ့ရဲ့ကိုအောင်ကြီးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ